ရောပါမှာရှုံးဝဲမရှိသေးတဲ့တသင်းနဲ့တော့ United ကတော့လုံတိုင်းဖြစ်နေဆဲပါပဲ။ United ကတော့ Premier League မှာသာရလဲနေဆိုးနေတာ၊ Europa League မှာတော့လုံတိုင်းဖြစ်နေတာပါ။တခြားအသင်းတွေကတိုက်စင်းနဲ့ကွင်းလဲမှာရှယ်လန်းနဲ့ကစားသမားတွေပိုင်ဆိုင်ထားပေမဲ့ United ကတော့ခံစစ်မှာရှယ်ကျန်းနဲ့ကစားသမားကိုပိုင်ဆိုင်ထားတာဖြစ်ပါရင်မနေ့က Ramel ကိုလုတ်ပြသွားတာလောက်တော့ Maguire ကတနာတယ်လို့ဆိုရမှာဖြစ်ပါရင် နာမည်ကမကွာရအလောက်ကန်ကခံစင်မှုဆိုပေမဲ့တကယ်လုံးပြနေတာကအသင်းအတွက်အသွင်းကိုမြေပြားခံရဖြစ်နေခဲ့တာပါအရင်ကစပိန်ကုန်းစပိန်ကုန်းဆိုပြီးတော့ပရိသတ်တွေနောက်နောက်နေတဲ့ယူနိုက်တက်တို့လည်းအခုဆိုရင်စပိန်ကျုံးဘွားကိုရောက်နေပြီဆိုတာအချိန်ချင်းတက်တည်ပြနေပါတယ် ဒီရာဒီမှာစပိန်ကလပ်ကိုအိမ်ပေါ်ခေါ်တီးလိုက်စပိန်မြေထီတက်တီးလိုက်နဲ့လုံးချင်တိုင်းကိုလုံးပြနေတာပါဒီအခြေတိုင်းဆိုရင်တော့ဘာစီလိုနာလိုအသင်းမျိုးလဲယူနိုက်တက်နဲ့စူပါဖလားမှာမတော်စားတွေ့ရင်လွယ်ပါမဟုတ်ပါဘူးဒါကြောင့်လဲအင်တာကိုတမင်တီကန်လိုက်သလားတော့ထင်မိပါတယ်ဘာပဲဖြစ်ဖြစ်ယူနိုက်တက်တို့ကတော့ဖိုင်နယ်ကိုခြေတစ်ဖက်အချနိုင်ခဲ့ပါပြီတစ်ဖက်ကစပွားကလည်းအိမ်ဝဲပါ3-1တိုက်နိုင်ခဲ့တာကြောင့်ဒီနေ့ယူဘာလိဖိုင်နယ်က All England ဖြစ်ဖို့များနေပါတယ် ယူနိုက်တက်ဟာဒီနေ့ပွဲမှာ3-2နဲ့ကစားဝတ်လည်းပွဲထွက်လာခဲ့ပြီးတိုက်စစ်မှာဟွိုင်လန်ကိုထောင်ထားကဂါနာချိုဘရူနိုတို့နဲ့တွေ့ပေးထားပါတယ်။ကွင်းလယ်မှာတော့ကက်စမဲလိုနဲ့ဥကာဒီလိုရှိနေကြပြီးဝင်းဘက်တွေအဖြစ်မာဇာရီနဲ့ဒိုဂိုလိုခင်းချင်းသွားခဲ့ပါတယ်။ကုလမကတော့အွန်နန်နာပဲဖြစ်ပြီးနောက်ထပ်မှာလင်းနီတော့မက်ဂွာယာနဲ့ရူရူတို့ကိုခင်းချင်းခဲ့ပါတယ်။ဒီဘက်ကလည်းလေးနှစ်သုံးနှစ်ကစားကားပေါ်မှာနီကိုဝီလျံ၊ဘီယန်ကူဟာ၊ဆက်ရနီ၊ဗီဗီယန်တို့စုဖွဲ့နေပြီးယူနိုက်တက်ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အပွဲစားကလေးကဖီယာပေးဒေစကားတွေမေးဖို့ကြိုးစားလာခဲ့ပြီးပွဲချိန်၅မိနစ်မှာရင်ဦးကာတီးရဲ့ဖန်နီပေးမှုကနေဂါနာချိုကဥဆောင်ကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ကာရာဆိုဘောလုံးလက်ခံရယူစဉ်မှာလူကျုံနေခဲ့တာကြောင့်ပဲပဲချင်းခံလိုက်ရပါတယ်။ဒီဘောဘက်ကလည်းတုံ့ပြန်မှုကောင်းခဲ့ပြီးချက်ချင်းပဲပြန်လဲပြားပေးဖို့ကြိုးစားခဲ့ရ။ BNKW ရဲ့အဝေးကန်ကြတော်တော်လေးကောင်းခဲ့ပေမဲ့ကုဒမအိုရနာကာကွယ်သွားနိုင်ခဲ့ပါတယ်။အဲနောက်ဒီဘောဘက်ကပဲပွဲကိုလွှမ်းမိုးထားနိုင်ခဲ့ပြီးပွဲချိန်70မိနစ်ကျော်မှာအသင်းပေါ်ရဲ့ဖျက်တင်ပေးဖို့မှုကိုနီကိုဝီလျံကခေါင်းတိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဘောဘရန်ကိုကြော်တက်သွားခဲ့ပါတယ်။ပွဲရဲ့စကောမနစ်မှာလည်းနီကိုဝီလျံဖျက်ချိုးပေးမှုကို BNKW ကအပိုင်ဆုံးသတ်ခဲ့ပေမဲ့လင်းလီတော့ကအချိန်မီရှင်းထုတ်နိုင်ခဲ့တာကြောင့် United တို့တတ်တာရခဲ့တာဖြစ်ပါတယ်။ ွဲချိန်မိနစ်30မှာတော့မကွာရတကောတော့စွမ်းနဲ့လှည့်ထွက်ပြီးဖျက်တင်ပေးဖို့မှုကိုဦးကာတီကခေါင်းတိုက်ပြန်ချပေးရမှာအသင်းရှိနေတဲ့ကက်စမဲတို့ကခေါင်းတိုက်ပြီးတော့ United အတွက်ဥဆောင်ကိုရယူပေးခဲ့ပါတယ်ပွဲချိန်32မိနစ်မှာတော့ area ထဲမှာ Whiteland ကို Vipao ကစားမ BBN ကစွဲလဲချတယ်လို့ဖြေခဲ့ပါတယ် ခွေးလက်နိုင်ငံကကနအူးမှာပွဲကိုဆက်ကစားဆင်ပေမဲ့နောက်ပိုင်းမှာတော့ VAR ပြန်ကြည့်ပြီး United ဘက်ကို penalty ပေးခဲ့တယ်လို့ VVN ကလည်းတိုက်ရိုက်အနေနဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါရင်ရရှိလာတဲ့ penalty ခွင့်ရင်းကို Bruno ကအမှားရမရှိအဆုံးသတ်နိုင်ခဲ့တာကြောင့် United တို့နှစ်ကိုပြတ်ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါရင်အဲနောက်တယောက်သာဖြစ်သွားခဲ့တဲ့ United တို့ကပဲပွဲကိုဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပြီးဘီဘောဘွဲကတော့တံပြန်တိုက်စစ်တွေကိုသာအပြုတ်ကစားနေခဲ့ရပါတယ် ပွဲချိန်၄၅မိနစ်မှာတော့ United တို့နောက်ထပ်ဥစားကိုထပ်မံရရှိခဲ့ပြီး UKT ရဲ့ဖန်နီးပေးမှုကလည်း Bruno ကသွင်းယူပေးခဲ့တာဖြစ်ပါရင် Provide နာချင်းချင်းဝယ်လိုက်မှာ Zaraie ရဲ့ဝေးကန်ချက်ကတော်တော်လေးကောင်းခဲ့ပြီးတိုင်ချိမှန်သွားခဲ့တာဖြစ်ပါရင်ဒုတိယပိုင်းမှာလည်း United ကပဲပွဲကိုဆက်လက်လွန်မိုးထားနိုင်ခဲ့ပြီး Bilbao ဘက်ကတော့ကစားကွက်တည်ဝင်ပြောင်းနဲ့ဘောလုံးတော်သိမ်းမရခဲ့ဘူးဖြစ်ပါရင်ပွဲချိန်60မိနစ်မှာတော့ Quinlan ရဲ့ဖျက်ချိုးပေးမှုကလည်း UKT အဆုံးသတ်ခဲ့ပေမဲ့ကိုယ်တော်ကာကွယ်သွားနိုင်ခဲ့ပါရင်တမင်ချာမှာလည်း Casemiro ရဲ့ဝေးကန်ချက်ကတော်တော်လေးကောင်းခဲ့ပြီးကိုယ်တော်ကပုတ်ထုတ်ကာကွယ်သွားခဲ့ရပါရင်နောက်ကဘက်ကလည်း Casemiro ရဲ့ခေါင်းတိုက်ချက်ကလည်းတိုင်ချိမှန်သွားခဲ့တာဖြစ်ပါရင်နောက်ဘက်မှာ United ဘက်ကပွဲကိုထင် ကစားဖို့ကြိုးစားလာခဲ့သလိုဘီဘာကိုကုသမကလည်းလက်စွမ်းပြနေတာကြောင့်ဖရိုင်းကရလက်အတိုင်းပဲပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါရင်